န်သက် TNL နဲ့စစ်ကွန်မရှင်တပ်တွေကြားအပြစ်ခတ်ရက်စဲခဲ့ပေမဲ့မူကုတ်ဒေတာက ပြည်သူလူထုတွေဟာစစ်ကွန်မရှင်တပ်ပြန်ဝင်လာမဲ့အရေးကိုအကြီးအကျယ်စိုးရိမ်ပူပန်နေကြပါတယ်။ဒါကြောင့်လဲနိုဝင်ဘာလ6ရက်နေ့ညကမူကုတ်မြို့မှာတံမုတ်တီးဆန္ဒထုတ်ဖော်တာတွေရှိခဲ့ပါတယ်။အပြစ်ရက်ပြီးနောက်ပိုင်းတိုက်ပွဲတွေညစ်တက်သွားတဲ့အတွက်လမ်းပန်းဆက်သွယ်ရေးနဲ့နေဆင်ဘဝမှာတက်တာရရမှုတွေရှိနေပေမဲ့ ဒေသခံတွေရဲ့ယင်ထဲမှာတော့လုံခြုံမှုမရှိတဲ့စိုးရိမ်စိတ်ကရှိနေတော့လို့မြို့ခံအမျိုးသမီးပြောက်ကပြောပါတယ်။တချို့တွေကပြင်ဦးတွေနဲ့မန္တလေးဘက်ကိုဆစ်ရှောက်ဖို့ပြင်ဆင်နေကြတယ်လို့မူကုန်းမြို့ခံတချို့ကပြောပါတယ်။စစ်ကောင်မရှင်တပ်တွေဟာအရင်နေရာတွေကိုပြန်လည်ဝင်ရောက်နေရာယူမှာကိုမူကုန်းဒေသခံတွေကအဓိကစိုးရိမ်နေကြတာဖြစ်ပါတယ်။ ီလိုစိုးရိမ်မှုကြီးကြောင့်ဒေသခံလူထုဟာစစ်ကောင်မရှင်သက်ပြန်ဝင်လာမဲ့အရေးကိုစိတ်ကျင်တဲ့အနေနဲ့မြို့သွင်းမှာတံမုံတီးပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါရယ်။ဒါဟာစစ်ကောင်မရှင်သက်ရှိနေခြင်းကိုလုံးဝလက်မခံနိုင်ကြောင်းဒေသခံတွေကပြသလိုက်တာပဲဖြစ်ပါရယ်။လက်ရှိမှာတိုက်ပွဲတွေညှိနေပေမဲ့မြေပြင်အခြေအနေနဲ့လူထုရဲ့လုံခြုံရေးစိတ်ပိုင်းဆိုင်ရာအပြင်မူကုတ်မှာရှိနေတဲ့တခြားတော်လည်ရေးလက်နက်ကိုင်အဖွဲ့တွေကြားတင်းမာမှုတွေကပိုပြီးရှုပ်ထွေးလာမှာကိုစိုးရိမ်နေကြပါရဲ့ တရုတ်ရဲ့ကြောင်းဝင်စစ်ဆက်မှုကြောင့် TNLA ဟာမူကုံမြို့ကနေနိုဝင်ဘာလ20ရက်နေ့ကနေ25ရက်နေ့အတွင်းအပိသက်ဆုတ်ခွာသွားရမယ်လို့ဆိုရမှာဖြစ်ပါသည်